တင်မြောက်ခမဖြစ်မလားတင်ထရီမဖြစ်မလားပေါ့အဲ့ဆိုအဲ့လိုဆိုရိုက်နေတော့ဆိုလို့ရှိရင်အဒစ်ဆက်တဲ့လူတွေကလည်းအဲ့လိုကြည်နေရင်းနဲ့အဲ့လိုဖွဲ့ကွဲကုန်ကြရတယ်ဟာခက်ခက်မှရမ်းဆိုးတယ်တချို့ကလည်းရောက်ခမတအားလွန်နေပေါ့အဲ့လိုဖြစ်ကုန်ကြအခုလည်းရေမောရအဲ့လိုမျောလင့်ထားတော့တခုပြိသက်တွေရဲ့အဲတချို့အဲ feedback တွေနားထောင်ရတာလည်းအဲ့လိုကြီးကွဲကြရပေါ့ဆိုတော့အဲ့လိုလေးမြင်ရပါတယ်အဲ အဲဘလောက်ကျေနပ်မှုရှိလဲဆိုတာတည်း character ဖြစ်အောင်ပေါ့เนาะအဲရေမုံအကောင်းဆုံးစိတ်နှစ်ပြီးတော့ဒီခက်ခက်မှာဆိုတဲ့ character ကိုတာဝန်ပေးရတဲ့အကောင်းဆုံးတာဝန်ကြည်အောင်တော့အကိုစွမ်းနဲ့ညာစွမ်းရှိလောက်အကောင်းဆုံးစူးစမ်းထားရပေါ့အားလုံးရဲ့ဟိုဝိုင်းဝန်းပံ့ပိုးကူညီမှုတွေလည်းပါတာပေါ့เนาะဆိုတော့အာအခုခက်ခက်မှာအနေနဲ့လည်းမြင်ပေးကြရတဲ့အတွက်ကြောင့်မို့လို့ဟိုအတိုင်းတာတစ်ခုထိရောအရင်ကြည်နိုင်ရပါရဲ့ရှင်ခက်ခက်မှာရဲ့ character ဟိုကသူကလေး လုံးဝကိုအလိုရမ်းဇက်ဇက်ကျဲလုံးဝဆက်ဆက်တိမခံပေါ့နော်သူ့ဟိုဟိုနည်းနည်းလာထင်သူက၃လေးစားလောက်ပြန်လှုပ်လိုက်ရမှအကျဉ်တ်တဲ့လူမျိုးပေါ့အိမ်မှာဆိုလဲသူကစိုးတယ်ပေါ့စိုးတယ်ဆိုတာဒါပေမဲ့သူကအလိုလိုစကားပြောကြမ်းတယ်နည်းနည်းရိုင်းတယ်ဆိုရဲဟာမျိုးဘက်ကိုနည်းနည်းသွားတာပေါ့ဆိုတော့အဲအဲအဲ့လိုမျိုးအဲ့လိုမျိုးစိတ်ဆိုတော့လေတချို့ခံနေဆိုလို့ရှင်အာဒီကတော့မကေနေပေါ့မကေနေပဲထောက်လျှောက် ဆိုရွံ့ပြရဆိုတော့ပထမဆုံးစဇလန်ဒီ script တိုင်းမှာမှာပထမဆုံးမိတ်ကိနဲ့စတွေ့လိုက်တဲ့စဆုံတဲ့စင်းကနေစပြီးတော့နောက်ဆုံးပြီးသွားတဲ့စင်ကြီးအဲ့တော့စင်းမှဟိုဟာ ကောင်းကောင်းမွန်မွန်နဲ့ချွတ်ချွတ်တတာတဆင်းမှမရှိဘူးမက်ဂီနဲ့တွေ့လိုက်တဲ့အဲ့လိုမျိုးပဲဖြစ်ရတယ်ဆိုတော့အာအဓိကပြီးတော့မက်ဂီကလည်းအများကြီးမဟုတ်တချို့နေရာကြီးဆိုလို့ရှိရင်ဘလို flow နဲ့ပြောဘလိုမျိုးပုံတံပြောဒါဆိုချင်တယ်အဲ့လိုမျိုးအများကြီးဟို moment ပေးရ support လုပ်ပေးရချွတ်ဟာကြီးဆိုကိုကိုရိုက်နေနေမှာ ထွေသွားထူသွားပြီးကိုလှုပ်လိုက်တဲ့ဟာလေးမှာလိုအပ်နေတာ ရှိလို့ရှင်မက်ကီကတမိခဏလေးအဲ့မှာအဲ့လိုမလုံနဲ့ဆိုလို့ရှင်အဲ့မက်ကီပြန်ပြင်ပေးလိုက်ပိုကောင်းသွားအမျိုးကြီးအများကြီးရှိရဲ့ဆိုတော့ဒီကားမှာတော့အဓိကဒီခက်ခက်မှာဖြစ်အောင်ဆိုတာလဲမက်ကီအဲ support ပေးရမက်ကီရဲ့ဟိုတင်ပြပေးမှုတွေကျေးဇူးတွေအများကြီးပါပါတယ်ဟုတ်ပထမဆုံး moment မိတလောက်ဆိုလို့ရှင်မော်တော်ဆိုင်းရိုက်တဲ့ ဲ့ shooting မှာယုံက2ရက်3ရက်လောက်နောက်ကျပြီးမှဝင်ပြတယ်ပေါ့နော်အဲ့ဒီမှာမှအဲ့စရိုက်တဲ့ပထမဆုံးယုံမစပါရဲ့ပထမဆုံးရက်မှာတင်အဲ့ဒီ maggie နဲ့အဲ့ဒီဒီခွန်းတုတ်ပြန်ပြီးတော့ပါရိုက်တဲ့ scene ကိုအဲ့လိုမျိုးရိုက်ရပါပေါ့နော်ဆိုတော့ အဲ့မှာတင်မဲ့ဟိုလိုဟိုလိုဟိုပထမပထမပထမဆုံးရက်ဆိုတော့ကက်ခတ်မှာဖြစ်ဖို့ကနည်းနည်းလေးတချို့အရာတွေက used to မဖြစ်တည်ရရှိရပေါ့ဒါပေမဲ့ Mackey ကတစ်ဖက်က support ပေးရဲ့ဟာရဲ့အခန်းလုတ်ပေးတာရဲ့ဟိုပို့ပေးရဲ့ဟာရဲ့တအားဟိုကောင်းတဲ့အခါကျတော့ဟိုလိုလို chemistry မိသွားရပေါ့ဆိုတော့ဟိုစင်နိုင်စင်နိုင်ကိုလည်းတေချာအာယူပြီးတော့ပြင်ဆင်တယ်ပြီးတော့ဒီကားထဲမှာဒီကား dialogue တွေနဲ့ပဲတစ်ချိန်လုံး အားယူပြီးတော့ပြောရဆိုစဉ်းစားရလို့ energy ပြည့်နေမှရပါဆိုတချိန်လုံးကိုဟန်မူရလက်ဟန်မူရနှုတ်မူရနေအများန်းအဲ့လိုရန်တွေ့နေရဆိုတော့ dialogue တွေလည်းများရဆိုတော့အဲ့လိုတစင်းတစင်းရိုက်ပြီးရအဲ့လိုမောနေရအဲ့လိုဘာဆိုတောက်လျှောက်တွေလွှတ်ရအောင်ပြီးရင်အဲ့အဲ့မှာမှပြန်ယူရဆိုလို့ရှင့်အပြန်ရိုက်အဲ့အဲ့လိုမျိုးအဲ့လိုမျိုးပေါ့ဟုတ်ကဲ့အဲအဓိကတော့ သူမျက်စိစပင်မွေးစူးစရာဖြစ်အောင်ဒီမက်ကီရောက်ခမလုတ်တဲ့သူကဒီခက်ခမကိုအမြင်ကတ်အောင်ဟိုဟိုဘယ်လိုခေါ်မလဲနည်းနည်းလေးအမြင်ကတ်နေရနေတော့မှများများအမြင်ကတ်သွားအောင်ကိုကလုတ်ရတာပေါ့နော်အာသူသူလုတ်လို့ကိုကပြန်လုတ်လေသူပြောလို့ကိုကပြန်လုတ်လေကိုကလုတ်လေအ तू က အမြင်ကက်လေအဲ့တူကအမြင်ကက်လို့လို့မြင်ကက်ရကောင်းလားဆိုပြီးကိုကပြန်လှုပ်လေအဲ့မှာမှဒီလောက်တောင်ရိုင်းရကောင်းလားဆိုပြီး तू ကပြန်ပြောလေအာ तू ပြောရကောင်းလားဆိုပြီးအဲ့လိုဖြစ်နေတာနှစ်ယောက်ကအဲ့ဆိုဒီမိုးဆိုရိုက်တော့မှာဘာပြောလဲဆိုဒီကားလို့ပြလို့ရှင်ပေါ့နော်အဲ့လို team ခွဲဟိုပြိတက်တည်နေနေဆိုရင်အဲ့လို team ခွဲရမလားမသိဘူးပေါ့နော် team ရောက်ခမဖြစ်မလား team train မဖြစ်မလားပေါ့အဲ့ဆိုအဲ့လိုဆိုရိုက်နေတော့ဆိုလို့ရှင်အဲ့ဒီဆက်တဲ့လူတွေကလည်းအဲ့လိုကြည်နေရင်းနဲ့အဲ့လိုဖွဲ့ကွဲကုန်ကြရတယ်ဟာခက်ခက်မှရမ်းဆိုတယ် ွာလဲရောက်ခမတအားလွန်နေပေါ့အဲ့လိုဖြစ်ကုန်ကြအခုလည်းရေမောအဲ့လိုမျောလင့်ထားတော့အခုပြည်သက်တွေရဲ့အဲတချို့အဲ feedback တွေနားထောင်ရတာလဲအဲ့လိုကြီးကွဲကြရဲပေါ့ဆိုတော့အဲ့လိုလေးမြင်ရပါတယ်အဲညီမကအခုခေတ် current ဒီဒီအချိန်ခါကိုရိုက်တာမဟုတ်ဘူးပေါ့နော်အဲလွန်ခဲ့တဲ့ဒီနည်းနည်းဘယ်ဘယ်နှစ်ခုနဲ့လဲမသိအဲခေတ် hound တစ်ခုကိုရိုက်တာပေါ့အဲ့ဒါအပြင်မှာညီမရဲ့ဒီခက်ခက်မှာ character ကအဲဘာဖြစ်လဲဆိုတော့သူယောက်ျား ယောက်ျားဆန်နေအဲ့လိုသူက dialogue တွေထဲမှာတောင်မှပါတယ်ဝတ်တာအစယောက်ျားနစ်ကောင်ဒီခက်ခက်မှာဘလို့မမ်းမသိဘူးဝတ်တာအစယောက်ျားမကြမိန်းမကြတောင်မရောက်မြောင်မရောက်အဲ့လိုဝတ်တယ်စိတ်ကလည်းဆက်တယ်ဆက်ဆက်ကျဲဆိုပုံတံမျိုးပါတယ်ဆိုတော့အဲ့ဒီ character ပုံပေါက်အောင်လဲ humor ကြိုးစားပြီးအဲ့ဒါကိုပြင်ဆင်တယ်ဒါပေမဲ့သူကဘာတစ်ခုရှိလဲဆိုအဲ့ character ပုံပေါက်တယ်ဆိုပေမဲ့လဲចောင်းမှကြတော့ចောင်းကកောင်လေးတော်တော်များများကြတော့ သူ့ကိုကြိုက်တယ်ဆိုတော့အဲ့သူ့ကိုကြိုက်တဲ့ပုံစံကလည်းဖြစ်အောင်ကလည်းအဲ့လိုလောက်ရသေးရယ်ဆိုတော့အရင်အမှန်ဆိုရင်ဒီထက်အဲ့လိုမျိုးလုံးဝယောက်ျားကြီးလိုမျိုးအဲ့လိုမျိုးယောက်ျားဆန်ဆန်လေးမျိုးနဲ့လုံမယ်ဆိုလို့ရှိရင်ဟိုယောက်ျားလေးတွေကြိုက်ဖို့အတွက်ကြာတော့အဲ့ဒါကိုတစ်ချက်ပြန်ချိန်ရတာပေါ့နော် balance လေးမျှအောင်အဲ့ဆိုတော့ဒီမောကချုပ်စင်းနေဆိုလို့ရှိရင်ဒီမောဟိုဒီလုတ်ပေးရယ် stylist ညီမလေးနှူအောင်နဲ့တိုင်ပင်ပြီးတော့အပွားတီရှပ်ပွားပွားရင်လည်းဆိုရင်အောက်ကဘောင်းဘီဒူလိုမျိုးလှုပ်လိုက်မယ်ဆိုလို့ရှင်ဒါတအားယောက်ျားလေးပုံထရန်လေးပေါက်သွားမယ်အဲ့ဒါဆိုလို့ရှင်ဒါကိုအိမ်နေရင်းစင်းလေးတွေကျူရှင်သွားစင်းလေးတွေလောက်ပဲဝတ်လိုက်မယ်ပေါ့အဲတကယ်အကြောင်းနဲ့ပတ်သက်တဲ့ဟာလီမျိုးစားစကတ်လေးဝတ်လိုက်မယ်ပေါ့စကတ်နဲ့ အဲဒီချက်လေးအဲ့လိုမျိုးဝင်လိုက်မယ်ပေါ့အဲ့ဆိုရင် item လိုက်လို့ရတယ်လည်းနည်းနည်းကိုကချိန်လို့ရသွားတာပေါ့နော်ဘာဆိုတော့ယောက်ျားလေးလည်းစိတ်ဝင်စားတဲ့ပုံလေးလည်းပေါ့အောင်ပေါ့ပြီးရော character နဲ့လည်းညီအောင်ပြီးရောနောက်တစ်ချက်ကကြတော့အဲဒီအခုကတချို့အဲခက်ခဲလေးတွေအခြေအနေလေးတွေကြောင့်ရမိုးတို့ရဲ့အိမ် location လေးကအဲ့လိုလေးဖြစ်သွားတာအမှန်တော့သူ့ရဲ့ script အတိုင်းဇက်အတိုင်းကြတော့အာဟို ခက်ခက်မာရူရဲ့အနေထားကတီဟာဦးရဲ့အနေထားနဲ့တော်တော်ကြီးကွာတယ်သူရဲ့ script အတိုင်းဆိုလို့ရှင်ပေါ့နော်အဲ့ဆိုတော်တော်ကြီးကွာတဲ့အတွက်ကြောင့်မလို့ဒီအဖိုးနဲ့အဖွားတောင်မှဒီအဲဈေးထဲမှာအဲ့လိုဒီကလေးကုံကြောက်လေးအလိုနဲ့နဲ့ပပရောင်ရောင်စားတဲ့အခြေအနေမျိုးလေးဆိုတော့တော်တော်ဟရယ်ပေါ့သူရဲ့ဟိုအတိုင်းอ่ะဒါပေမဲ့တချို့အခက်ခဲလေးကြောက်ဒါကိုယ့်အချိန်မှာအဲ့လိုလေးတော့ဖြစ်သွားရယ်ပေါ့ sorry မို့လို့ကျူပြင်းစင်ထားတဲ့ဝစားတိုင်းကတော့ အဲ့လိုလေးဆိုတော့အဲဒါလေးကိုတော့တင်ချတင်ချလေးချိန်ပြီးတော့ stylist ရဲ့ now writer ရဲ့ now အဲဒီမောင်ရဲ့ပေါ့အားလုံးတိုင်ပင်ပြီးတော့အဲ့လိုလေးညှင်းလိုက်ပါတယ်။